အားတာနေတာမျိုးတွေ့ရတာ oh my god spinning buffet oh 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 ကမတွေ့လို့နေစတဲ့ဝင်ထားတယ်ဖီအားပေးထားတယ်အပြည့်နဲ့ right hook left hook တွေ့ထားတယ်ဗျာ oh my god ကတပကအနီတော့ဖိုင် oh my god ကဲအလုံးမမြင်ကြလားဗျာ GDS channel မှာပြန်လည်ကြိုဆိုလိုက်ပါနဲ့ဒီကနေ့မှာတော့ဒီလမဲ့ဂျွန်လ73ရက်နေ့တောက်ကြနေ့ညပိုင်းမှာမယ်ရှင်ပြိုင်ထူးတက်တွိုင်းရတော့မယ်မြန်မာကတွင်းနေထက်နဲ့ထိုင်းကဖိဖက်တို့ရဲ့ဝေစင်ကောင်းတွေကိုပြည်သက်တွေနဲ့အတူ အစအဆုံးဘလင်လာကြည့်ရှုတော်ပြမှာဖြစ်ပါတယ်။ဒါအပြင် D Fighter နှစ်ဦးဒီလောင်နဲ့တောင်းချမ်းညပိုင်းမှာရှင်ပြန်ထူးတက်တော်မယ့်ချင်းကြရင်ဘလူကအနိုင်ရရှိတော်နိုင်ခြင်းရှိတယ်လေ။ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်ခံမှန်းတုံတက်တင်ဆက်ပြတော်မှာဖြစ်ပါတယ်။အဲ့တော့အခုလက်ရှိကျွန်တော်ကြည့်ရှုတော်မယ့်ပွဲစဉ်ကတော့ဒီ1 Friday Fights 104ဆိုတဲ့ကောင်းစဉ်အောက်မှာဒါ April 17ရက်နေ့2025မှာဒါရှင်ပြန်ထူးတက်တော်ခဲ့တဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ပထမဦးဆုံးအနေနဲ့ဒါ Twinning ထက်ရဲ့ပြိုင်ဖက်တူဦးဖြစ်တဲ့ ဒီ Time Fighter Creep Pet ရဲ့ပွဲစဉ်လေးကိုအရင်ဦးဆုံးကြည့်ရှုသွားပြီးမှဖြစ်တယ်ဗျ။အဲ့တော့ဒီပွဲစဉ်လေးကိုဒါကြည့်ရှုပြီးသွားပြီးဆိုရင်တော့ဒါနောက်ထပ်ကျွန်တော်တွေးလင်းထက်ရဲ့ပွဲစဉ်လေးကိုပါကျွန်တော်ကြည့်ရှုသွားပြီးမှဖြစ်တယ်ဗျာ။အဲ့တော့ဒီအပြန်တောင်းကနေဘောင်းဒီအဝါနဲ့အမဲဝစ်စင်ထားတဲ့ဖိုင်တာကတော့ဒွိလင်းထက်နဲ့ရှင်ပြန်ထိုးတက်သွားမယ်။ဒါခရီးဖက်ဆိုတဲ့ဖိုင်တာပဲဖြစ်ပါလိမ့်မယ်။ ဲ့တော့ဒီ fighter ဆိုရင်တော့ဒါ one championship မှာဒါလက်ရှိအချိန်ထိပွဲစဉ်ပေါင်း9ပွဲအထိရှင်ပြန်ထိုးတက်ထားပြီးတော့မှနှစ်ပွဲနိုင်သုံးပွဲရှုံးရလကူပိုင်ဆိုင်ထားပါနေ။ကဲဒါဆိုရင်ကျွန်တော်ပွဲစဉ်လေးကိုတွားလိုက်အောင်ပြ။ဒါအနီတောင်းက fighter နဲ့ tiger fighter ပဲဖြစ်နေပြ။ကောင်းတယ်ဆလာနဲ့ကျွန်တော်ဒါ body kick လေးတုံးနေ။တွင်းလေးထဲပြန်ဖက်ကတော့ look kick လေးတွေကန်ထားတွေးရတယ်ပြ။ဘီလိုကိကန်နဲ့ င်းတဲ့ဒီ hacket တပကတာမီဒေါင်းဖိုက်တာလေးတွဲလုံးလေးပြင်ပြီးဝင်လာမြင်တွေ့ရတယ်။ဒါလုံးထင်မှာတော့အနီဒေါင်းဖိုက်တာတွေကနင်းငယ်လေးရှည်မြတ်။အဲ့တော့ twin internet ရှင်မင်းထုတ်တက်သွားမယ်ဒီအပြန်တော့ကဖိုက်တာ creep ဖက်ပေါ့နော်။ ဒါသူရဲ့ဒီအသက်အရွယ်နဲ့ဒီအရောက်မောင်းတော့တာဝမ်ချမ်ပီယံရှစ်ကဒါသူတို့ဝက်ဆိုက်မှာတော့ပေါ်ပြထားတာမျိုးတော့မတွေ့ရောက်ပြအဲ့တော့ချီကတလောင်းဆိုတော့ငါးပြီ6ငါးပြီ9လောက်ရှိမဲ့အနေထားမျိုးတွေ့ရတယ်။ကဲလူကီလီလီပဲကန်နီလာမျိုးတွေ့ရတယ်ဒီကနေဘော်ဒီကစ်ကောင်းနေပြန်1 2အဲ့တော့တပ်ပေါက်ရကျွန်တော်ဒီရှစ်တစ်ဖြက်ကစားသွားတာလေးကိုကြည့်မယ်ဆိုတော့ဒါမဆူးဘူးလို့တော့ပြောလို့ရတယ်ပေါ့နော်။လက်ခုဝင်တာမျိုးလေးတွေ့ရတယ်။ ပထမခြေပဲရှိသေးတယ်ဆိုတော့ဒါအရင်ကြီးကျွန်တော်အပြန်လန်ကျွန်တော်ဖိထိုးတာမျိုးတွေတော့မတွေ့ရလေးဗျအကဲဆန်းတဲ့အနေထားလို့ပဲပြောအောင်မပြကောင်းတယ်ဒီကောင်းဖတ်တာ1 2 3ကျွန်တော်တွဲလုံးတွေ ဒါရှိတူဝင်းမှသာဖိအားပေးကစားနေတာမျိုးလေးတွေ့ရတယ်။ဒါခရစ်ဖက်ကတော့အဓိကဒီချင်းနီကန်ချက်နဲ့ဒါကစားနေတာမျိုးတွေ့ရတယ်ဗောနော်။ တော့ကျွန်တော်ဒီ twinning ထက်နဲ့ night shift ချိန်လိုက်မယ်ဆိုတော့ body movement နည်းနည်းများတယ်လို့ဒါခံစားရတယ်ဗျ။အဲ့တော့ twinning ထက်လည်း body movement တော့ရှိတယ်ပေါ့နော်။ဒါပေမဲ့နည်းနည်းတော့ပြောရတာခက်တယ်ဗျ။တပွဲနဲ့တပွဲဒါသူရှင်ပြန်ကစားသွားခဲ့တဲ့ပုံစံကဒါထူးခြားမှုရှိတယ်။ဒါပုံစံတွေနည်းနည်းကွဲပြားလာတာမျိုးတွေတွေ့ရတယ်ပေါ့နော်။ round 1တော့ပြီးသွားပြီ။အဲ့တော့ round 1မှာကျွန်တော်ဒီ clip ဖက်ရဲ့စွမ်းဆောင်ရည်ကြည့်မယ်ဆိုတော့အဲ့တော့ဒီကျွန်တော်အရင်ကြီးဒီကောင်းတဲ့ထဲမှာတော့မပေါအောင်ပေါ့နော်။ဒါတက်ပေါအရတော့ဒါစုံလင်းမှုရှိခဲ့မဆိုးလို့တော့ပြောလို့ရတယ်ဗျ။အဲ့တော့ခြေအတလောက်ဆုံးတော့ဒါ twinning ထွက် twinning ထက်အတွက်ပေါ့နော်ဒါအရင်ကြီးခက်ခဲမဲ့အနေထားမျိုးတော့မရှိဘူးဗျ။ ကျွန်တော်ဒီ clinch အနေထားမှာဒါဒူးတိုက်ချက်တွေကျွန်တော်တုံးတာမျိုးတွေမတွေ့ရအောင်ပေါ့နော်ဒါ clinch တော့တိတ်ကစားဖို့မရဘူးဗျာဒူးတော့ပူသွားတယ်ကဲဒူးတိုက်မလားကျွန်တော်ကြည့်လိုက်ရအောင်ဗျာအနီတောင်ကဖိုက်တာပဲဒူးတိုက်ချက်တုံးသွားတယ်နော်ဟိုးချီကန်ချက်လေအရှင်ရလုံးနေအားပါအားပါလေလို့ပြောအောင်မလားဗျာ အဓိကသူ့ရဲ့ဒီဒီပွဲမှာပေါ့နော်။နောက်ပွဲချင်းကပုံမှန်ဒီအနိုင်ကန်ချက်ကိုအဓိကဥတည်ပြီးတော့မှသူကန်နာမျိုးတွေ့ရတယ်ညာ။ဒီဘောရင်ကိဒီဒီနဲ့ကျွန်တော်ကန်နာမျိုးတွေရအောင်တွေ့တယ်ဒါကောင်းကောင်းကန်နိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့နော်။ဒါတွင်းနီထက်တဲ့ပွဲမှာတော့ဒါဘလိုမျိုးသူ့အနေနဲ့ရှင်းတဲ့ကစားတွားနိုင်ချေရှိတယ်လဲတော့မသိဘူးပေါ့နော်။အခုကျွန်တော်ဒီပွဲစဉ်လေးကိုဒါကြည့်နေတယ်။ဒါတွင်းနီထက်တဲ့ပွဲမှာသူ့အနေနဲ့ဘလိုမျိုး ဒါချင်းကတော့နိုင်ကြီးရှိတယ်လေဆိုတော့ဒါခံမှန်းလိုက်ရအောင်ဗျာအဲ့တော့ဒီ fight တိုင်းရဲ့ဒီကစားပုံတစ်ဖြက်ကိုကျွန်တော်ကြည့်လိုက်ဒီတဲ့နောက်ပိုင်းမှာဆိုရင်ဘယ်ချက်ကအာတာချစ်ရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်။ဒါဘယ်ချက်ကိုသူ့အနေအဓိကထောက်ပြီးတော့မှကစားတယ်။နောက်ပြီးတော့မှဒီအနိုင်ကန်ချက်ကိုအဓိက ီတာကတ်ထားပြီးတော့မှလည်းဒါကစားတာမျိုးတွေ့ရတယ်နော်။ဒီလက်တီးတွေကကျွန်တော်အရင်ကြီးကျွန်တော်ထုတ်တုံးတာမျိုးတွေတော့မတွေ့ရသေးဘူး။ကဲ right hook တွေဝင်လာမျိုးတွေ့ရတယ်ဗျ။ left hook right hook ကတော့ဒီကစားပုံအရပြောဆိုတော်တော်လေးဒီ power ပြင်းတဲ့ပုံစံမျိုးတွေကျွန်တော်တွေ့မြင်နေရတယ်။ body kick ကောင်းနေဗျ။ဟာတပကအနီတော့ oh my god ကျုံ ဟာမြန်လိုက်တဲ့လက်သီးဗျာကျွန်တော်အစောပိုင်းမှပြောနေတယ်ဗျာဒါသူ့ရဲ့ right hook နဲ့ left hook ကဒါပုံစံရကြည့်မယ်တော်တော်လေးအားပါနေပြောနေတုံးရှိသေးတယ်ကျွန်တော်ထိုင်တပတ်ကအနီတောက်ဖိုက်တာကိုတခါနဲ့ဖင်ထမ်းမောင်းကြတော့အောင်တိတ်ပြီးလိုက်တယ်ဗျာအိုး left hook right hook ဟိုးဆိုရင်ရတယ်ဗျာလက်သီးကအပကက် oh my god သူကတော့မှပြင်ပြီးတော့မှကျွန်တော်ကောင်တာပြင်အချင်းခံလိုက်ရတယ် ကလက်တီကောင်းတယ်လို့ပြောမယ်ဗျာကျွန်တော်ကြည့်နေတာပထမချင်မှာတော့ဒါအကဲဆန်းနေလို့လားတော့မသိဘူးဗျာဒါလက်တီပိုင်းအတိတ်အားရမှုတော့မရှိဘူးတို့ပေမဲ့ဒီတစ်ချက်သူ့ရဲ့ဒီတစ်ချက်တစ်ချက်ဒီလက်ခု right ခုတွေဝင်လာတဲ့ဟာကြည့်နေတဲ့ပုံစံကတော်တော်လေးကိုအားပါနေလို့ဒါခံစားရတယ်โอ้โอ้โอ้คุณหมดตัวลงนี่สะไตวินฮะเด้พี่อ่ะเป่ฮะเด้อเปลี่ยนเลยไรคู่ลักคู่จ่วยฮะเด้เหมียจิ้วซู้หยังยะเด้โอ้ลักคู่ไรคู่แทบพี่น้องเพรสเชอร์เป่ฮะเด้ ကဲအပြန်လန်ထပ်ပြီးကြွေထားလိုက်တယ်ဗျာအနီတော့မှဖိုက်တာလည်းကျွန်တော်လုံးဝမာတယ်လို့ပြောမှပြတာကောင်တူလေးကောင်တာလေးထိခံနိုင်ရတယ်ဗျာကဲခရစ်ဖက်အနေနဲ့ဆိုတော်တော်လေးဒီ PRP ရုံးကစားနိုင်တယ်လို့ပြောမှပြတာ ဲကျန်းလာပြီဗျာတဖြည်းဖြည်းနဲ့ fighter နှစ်ဦးစလုံးကကဲလက်ခုလိုက်ခုဝင်ဖို့ကြိုးစားတယ်တစ်ဖက်ကဒီအမီတောင်းက fighter နေနဲ့အဲ့တော့ဒါ twin ထက်နဲ့ရှင်ပြန်ထိုးတက်သွားမယ်ဒီ creep pass ဆိုတဲ့ fighter ကသူကြည့်ရတော့ဆိုတော့ဒါဒီလက်တီးတွေကောင်းတဲ့အနေထားမျိုးတွေရှိတယ်လုံးဝထင်သေးလို့မရဘူးခြေတော့ကိုဖမ်းပြီးတော့ right hook တွေတွေးနေတယ်ဗျာကောင်းတယ်ဗျာကစားပုံရတော်တော်လေးအားပါတယ် ဖိုက်တာနှုတ်စလုံးကဒီလက်တီကောင်းကြလေဗျဒါခလင်းရှင်နေထားမှလည်းကျွန်တော်တို့ဒီပရမချီမှာတော့တိတ်မတိတာလိုက်ပါတော့ဒါဒုတိယခြေလောက်မှာကျွန်တော်ဖိုက်တာနှုတ်စလုံးကအပြန်လန်ကျွန်တော်ဒူးတိုက်ချက်လေးထုတ်တုံးတာမျိုးတွေ့ရတယ်အဲ့တော့ကျွန်တော်မြန်မာဖိုက်တာတော်တော်များများတော့ဒီခလင်းရှင်ပိုင်းဒူးတိုက်တဲ့အပိုင်းမှာအားနည်းတယ်ပေါ့နော်အဲ့တော့ဒီအားနည်းချက်ကိုဒီထိုင်းဖိုက်တာနေနဲ့အတုံးချသွားမယ်ဆိုတော့ဒါ twin link ထက်နေနဲ့ဒီ clinch အပိုင်းမှာဆိုရင်တော့ဒါအမှတ်ရဖို့တော့တိတ်မလွယ်ဘူးပေါ့နော် ဟိုကောင်းတယ်ကိုမတွဲလုံးတွေဝင်ထားတယ်စိုးရင်ရတယ် right ဟိုအထိခံထားရတယ်ဗျ prepat အနေနဲ့ဒါ cancel ပုံစံအနေထားမျိုးရောက်ရှိသွားပါပြီ clinch ပူလိုက်တယ်မစိုးလို့ပြောလို့ရတယ်ဗျပြန်ပြီးတော့ပူတက်လေးတယ်ဆိုတော့ဒါမှပူဆုံးသူ့နဲ့မလွှဲဘူးဗျဒါ body shot တွေကိုမတွဲလုံးတွေဒါစခံရမှန်းချင်ရှိတယ် ကွန်ဘိုတွေဝင်ထားတယ်ဒူးတိုက်ထားတယ်ကောင်းတယ်ဗျဘရခုဘော်ဒီရှော့ကောင်းတယ်တပကနီဒေါဖိုင်တာနဲ့နောက်ဆုံးချီမှာသူ့အနေနဲ့ဒါတကြိမ်နော့ကောက်ပြီးခံရင်ထားရတဲ့အတွက်ကြောင့်မို့လို့ဒါဖိအားပေးပြီးတော့မှကျွန်တော်အနိကက်ကိုဒါဖိထိုးနေတာမျိုးတွေ့တယ်တရောင်ရိုက်ချက်တွေရောကလင်းစ်ဒူးတိုက်ချက်တွေရောတော်တော်လေးကိုကျွန်တော်သူ့အနေနဲ့ဒါတစ်ဖက်ပြိုင်ဖက်ကိုလည်း ဒါဆုံးတက်ဖို့ကြိုးစားနေတာမျိုးတွေ့ရတယ်။ကဲပွဲကတော့ပြီးသွားပါပြီ။အဲ့တော့ဒါကျွန်တော်ရဲ့မြင်ရဆိုတော့ဒီပွဲစဉ်မှာဖိုင်တာအုပ်စလုံးဒီလက်ရည်ရနိုင်ရှင်ခြင်းနဲ့ကအနီတောင်းကဖိုင်တာနေခြင်းတော့မှသာဒီကောင်းတယ်လို့ဒါမြင်တန်ရတယ်ပေါ့နော်။ဒါခရီဖက်ကကျွန်တော်တို့ဒီပွဲစဉ်မှာပြောမယ်ဆိုရင်သူ့အနေနဲ့ဒါ knock down တစ်ချိန်ရခင်းလိုက်တယ်ပေါ့နော်။အပြင်ဖက်ကလည်းကျွန်တော် message တစ်ချိန်ယူထုတ်ခံရရတယ်ဒီလိုကြောင့်ဒါအမှတ်အဆုံးဖြစ်မှာတော့ free pack နေလုံးဝတာ ဒါအနိုင်ရရှိတွန်းခင်းတာဖြစ်တယ်ဗောနော်။ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော် twinning ထက်ရဲ့ပွဲစဉ်လေးကိုတွန်းလိုက်အောင်ပါ။အဲ့တော့ဒီပွဲစဉ်ကတော့ twinning ထက်အနေနဲ့ one championship မှာဒါနောက်ဆုံးပွဲအနေနဲ့ရှင်ပြန်ထူးတက်ထားခဲ့တဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်။ဒါ one friday fights 101ဒီမတ်လ23ရက်နေ့မှာရှင်ပြန်ထူးတက်သွားခဲ့တာဖြစ်ပါတယ်။တော့ twinning ထက်ကတော့ဒါအသက်20နဲ့2နှစ်ရှိပြီ။ဒါအရက်ကတော့9ပြည်နဲ့6လက်မှာပါ။1 championship မှာတော့သူ့အနေနဲ့ အပွဲစီပေါင်း၄ပွဲအထိဒါရှင်ပင်ထိုးတက်ထားပြီးတော့၃ပွဲအနိုင်ရရှိထားပြီးတပွဲတာရှုံးနေထားပါလိမ့်အဲ့တော့ပရိသတ်တွေအလုံးတိကျတဲ့အတိုင်းပဲတွေးလင်းထက်ကတော့ဒါဝန်ချမ်ပီယံရှစ်မှာဒီရလက်ရပြောင်းမယ်ဆိုတော့ကျွန်တော်ဒီမြန်မာဖိုက်တာတွေဒီတော်တော်များများထဲမှာကျွန်တော်တွေ့နေတဲ့ရလက်ရပြောင်းမှုကကောင်းမှုနေတဲ့ရလက်တကူကိုပိုင်ဆိုင်ထားလေလို့ပြောလို့ရတယ်ဗျအဲ့တော့သူနဲ့ဒီရှင်ပြန်ထိုးတက်သွားမယ့်ဖိုက်တာကတော့ဒီအနီတောင်ကဖိုက်တာကဒါထိုင်းကဖိုက်တာဖြစ်တယ် ဒါ Rocky War လို့ခေါ်တယ်ပေါ့နော်သူနာမည် Rocky War One Away လို့ခေါ်တယ်ဗျနာမည်တော့ခေါ်ရတာခက်တယ်ကျွန်တော် Rocky ပဲခေါ်လိုက်မယ်ဗျ Okay ကျွန်တော်ကြည့်အောင်ဗျဒီပွဲစဉ်မှာတွင်းင်းထက်နေတဲ့ဘယ်လိုမျိုးဆွမ်းဆောင်ရည်ပြပြသွားခဲ့တယ်လဲပေါ့နော်အဲ့တော့ရှိမှာတော့ဒါတူနဲ့ရှင်ပြန်ထိုးတက်တော်မဲ့ဖိုက်တာရဲ့ဆွမ်းဆောင်ရည်ကိုကျွန်တော်အနေနဲ့တင်ငင်ခဲ့ရပြီပေါ့နော်ပြောမစလို့ ဖြစ်ပြီးကန်သွားတာတွေ့ရတယ်သူနင်းထန်နေတဲ့သူနင်းထန်ချီရတော့ကျွန်တော်တည်ငြိမ်မှုရှိတယ်ဗျာဝယ်စင်တော်တော်များများပါဘောနော်ပုံစံကိုတည်ငြိမ်မှုရှိတယ်လို့ပြောတာဗောနော်ဒါအခွင့်ရေးရရင်တော့သူနင်းနေလေလောကကဒါဖိထိုးတဲ့ fighter ထဲမှာပါတယ်ဗောနော်ဟိုးကောင်းတာလေးတိခန့်ထားရတယ်ဗျာ fighter ရဲ့ကျွန်တော်ဒီတွဲလုံးတွေကနေကောင်းတယ် look ကောင်းတယ် ရှေ့ရန်တိုးလို့မရအောင်ပြန်ဒီဂျက်ထောင်းချက်ပြန်ကောင်းလုံးနေပြန်ဒီတိုင်းဖိုက်တာတတိတော့ကြည့်ရမယ်ပြတွင်းလင်းထက်နေတဲ့ဒီကက်ကိုလုံအောင်ကာထားရမယ့်အနေအထားမျိုးရှိတယ်။ဘာကြောင့်လဲဒီ time fighter ကျွန်တော်ဆလာနဲ့ဒီတွဲလုံးတွေဝင်တာတော်တော်လေးကိုမြင်နေ Chicken ချက်တွေရောကျွန်တော်ကောင်းကောင်းကန်နိုင်တဲ့အနေအထားမျိုးတွေကျွန်တော်တွေ့မြင်ခဲ့ရတယ်။ Locate ထပ်ပြီးကန်ထားနေတယ်။ ြင်ကောင်းနေများကောင်းနေခြေတော်လမ်းဖမ်းမှလူကစ်ကန်လိုက်တယ်ဗျာအဲ့တွီလင်းထဲရဲ့ဒီလက်ခုရိုက်ခုဒီကန်ဒီ time fighter နဲ့ထိုးတက်သွားခဲ့တဲ့ပွဲမှာဆိုတော့တိတ်ပြီးတော့မှသာထီအောင်မှုမရှိဘူးเนาะဒါ ပုံစံရကြည့်မယ်ဆိုတော့ကျွန်တော်တော်တော်လေးကိုအားပါပြီးတော့မှကျွန်တော်ပြောတာမျိုးတွေတွေ့ရတယ်။ဟိုကောင်းနေပြန်ကျွန်လူကြီးရဲ့တခါလေးကိုခင်တိုင်ကြားသွားခဲ့တယ်။ဟို flying deep ကောင်းနေပြန် Frankie 1 2 3 win account နဲ့ ဲ့တော့ဒီပွဲစဉ်မှာကျွန်တော်ကြည့်လိုက်မယ်ဆိုတွင်းလင်းထက်အနေနဲ့ဒီပြန်ဖက်ကိုကျွန်တော်အရင်ကြီးဒီတိုက်စစ်ဖွင့်ပြီးတော့ကဒါကစားတာမျိုးမတွေ့ရအောင်ပေါ့နော်ဒါသူ့အနေနဲ့နည်းနည်းလေးပြောဆိုပြန်ဖက်ရဲ့ဒီကစားဟန်လိလာနေတဲ့မျိုးတွေ့ရတယ်။ကဲစပင်နင်ဘက်ဖစ်ပါစပြီးတုံးလာမျိုးတွေ့ရပြီဗျ။ဟိုကောင်းတယ်ရှောင်းပြီးတော့ကျွန်တော် right hook win ပေးလိုက်တယ်ဗျအဲ့တော့ time fighter က ဒါ twin link ထက်ထက်ဆိုင်ရင်ပေါ့နော်ဒါလက်တီဘိုင်းမှာဒါတိချက်ဘိုင်းမှာပုံပြီးတော့လင်းမြန်မှုရှိတယ်လို့ဒါခံစားရတယ်ဗျအရှောင်းတင်းလေးနေတယ်ကျွန်တော်ဒီဟမ်မူမန့်ရှောင်းတာလေးတွေပဲကောင်းတယ်ဗျမဆိုးဘူးဟို twin link ထက် spin buffet တွေတုံးလာပြီကဲ round 1တော့ပြီးသွားပြီဗျ round 1မှာဒါပြည့်သက်တွေနေနဲ့ဒါဘယ်လိုမြင်ကြလဲပေါ့နော်ကောင်းတယ်ဘော်ဒီကဲ လက်တီထိုးခွင့်တိတ်မပေးဘူးเนาะဒါ clean ship ပို့လိုက်တယ်ဒွိလင်းထန်နေနဲ့1 2ဝင်ထားတယ် Frank Kitty ဝင်တယ်ဒွိလင်းထန်နေနဲ့ clean ship နေထားနေဒူးတိုက်တယ်ဗျာโอ้ my god จุงလုံးဝမထင်မှတ်ထားတဲ့ spinning buffet ကြီး ကဲကျွန်တော်ပရမချီမှာကြည့်နေတဲ့ဒီ spinning buffet ကနှစ်ချက်စလုံးမှာဒါချော်ရောဒါတစ်ချက်လာမသိချော်ရောတယ်ပေါ့နော်ဒါဒုတိယချီမှာကျွန်တော် spinning buffet တုံးပြီးလိုက်တာကတော့ကျွန်တော်အနေနဲ့လုံးဝဒါမထင်မှတ်ထားအောင်ပြကဲဘလူးဝဲပြပြပြ knock down တော့တစ်ချိန်ရတော့ပြီကဲဘော်ဒီကေ right hook တွဲဝင်ထားတယ် high fighter အနေနဲ့ oh my god ဂျုံ right hook ပြင်းချက်ပြားမထီလို့ဗျတော်တော်တော့အားထည့်တယ်ဗျာဒွလင်းထက်နေတဲ့ဒါအဆုံးတက်ဖို့သူ့အနေနဲ့ဒါရည်ရွယ်ပြီးတော့မှကစားနေတယ်ဗျာချက်ထောက်ထားတယ်ဟိုးပြန်လန်ကျွန်တော်ဒါထိချက်လေးတွေ့နေရဗျ Oh my god ဆိုရင်ရတယ်ဝင်တဲ့လက်တီးတွေကကျွန်တော်တော်တော်လေးကိုချိန်ညားပြီးတော့အပါလုံးနေဗျာ right gen နဲ့ချက်စားခံထားရတယ်သူတို့ counter လေးတွေအပြင်းလဲ။ Oh right hook ဟုတ်လက်ခု right ခု twin attack ဆိုရင်ရတယ်ကဲကောင်းတော့နေပြကျွန်တော်ပွဲချင်းကတ်သွားလာပူကက်လိုက်လို့ပြမဟုတ်တော့မလွယ်ဘူး twin attack နေနဲ့ time fighter ကြည့်ရတော့ဒါတွဲလုံးလက်တီးတွေကောင်းတယ်အပဝါတော့အလောက်ပြီးတော့မရှိဘူးလို့ဒါမြင်ရတယ်ပြဒီပွဲစီမှာ twin attack ကတော့ဒါပါဝါတော်တော်လေးကိုထည့်ပြီးတော့မှကစားတယ်ပြ အဲ့တော့ကြည်ရတဲ့ဒီပုံစံနေထားလို့ဆိုတော့ဒီပွဲစဉ်မှာလာ time fight တိုင်းကစားပုံကပုံမှန်မှတာကောင်းနေလို့မြင်တာရတယ်ပေါ့နော်ဒွိလင်းထိုင်ကတော့ပြောမယ်ဆိုတော့ဒါကစားတဲ့ဒီထူးချက်တိုင်းကျွန်တော်ဒီ spinning buffet တွေကိုပေါ့နော်တော်တော်လေးအားထည့်ပြီးကစားတယ်ဒါဒုတိယကြည်ရအဆမှလာ spinning buffet တစ်ချက်ရသွားတယ်ပေါ့နော်ပြိုင်ဖက်ကလုံးဝကိုဒါဖင်တိုင်းပေါက်ကျသွားခဲ့တယ်ဗျာဟိုးဒူတိုက်ခံထားရတယ်ဖီအပီးခံထားရတယ်ဒွိလင်းထက်စိုးရင်ရတယ် ကဲ round 2တီးတော့ပါပြီကဲ round 2ကတော့ twin ten နဲ့လုံးဝတာတာခဲ့တယ်ပေါ့နော်အဲ့တော့တကယ်လို့ဒါ round 2မှာကျွန်တော် knock down တစ်ချိန်မရခဲ့ဘူးဆိုရင်တော့ဒါ net chi slow မှာဒါ time fighter တော်တော်လေးကိုကောင်းနေတယ်ပေါ့နော်အားတာနေတာမျိုးတွေ့ရတယ် oh my god spinning buffet ကြည့်ဦးများနခါရှိပြီဗျဒီ spinning buffet ကျိုးရည်ရွယ်ပြီးတော့မှထိတာလားမရည်ရွယ်ပြီးတော့မှထိတာလားတော့မသိဘူးဗောနော်ကျွန်တော်အထင်ရတော့ဒါထိဖို့အတွက်ကိုရည်ရွယ်ပြီးတော့မှကျွန်တော်တို့ spin benefit တုံးလိုက်တာဗောနော်တို့ဘယ်မဲ့လဲကျွန်တော် time factor နဲ့နည်းနည်းလေးဒီခေါင်းငုံတဲ့အနေထားမျိုးအနေထားမျိုးမှာလာတွင်းနေထိုင်ရလဲဒီ spin benefit ကွက်တီကိုထိသွားနေဗောနော်အကေကောင်းတဲ့ right hook တွေဝင်ထားတဲ့ time factor ကျွန်တော် နှစ်ကြိမ် KOP ခံထားရတော့တချို့လုံးဝတော့ဖိအပီ Oh my god ကျုံ right ဟုဆိုရင်ရတယ် twin tank အနေနဲ့မာတယ်လို့ပြောမှာပြ right ဟု body shot လေးဝင်ထားတာကောင်းတယ် hack ကပါဝင်လာနေပြ twin tank အနေနဲ့ Oh လဟု Oh my god ဆိုရင်ရတယ်ကျုံဖတ်လိုက်လို့ပြ right ဟုဒီဒါ time fighter လက်တီကောင်းတယ်လို့ပြောမှာပြဒီ fighter Oh ဒီနေ့ထဲ right hook ကလည်းပြင်းတယ်အဲ့တော့ spinning buffet ကတော်တော်လေးကောင်းသွားတယ်ဗျာကျွန်တော်ရဲ့အမြင်ပေါ့နော်ဒါပရိသတ်တွေကဘလို့မမြင်နေတော့မသိဗျာဒီအပါလုံးနဲ့ဒီ spinning buffet နှစ်ချက်ကကင်သွားတယ်လို့ပဲပြောအောင်မလားဒါမှမဟုတ်ရင်ကျွန်တော် game plan ရဒီ spinning buffet ကိုဒါတမင်ကျွန်တော်ထည့်သုံးဖို့အတွက်ရည်ရွယ်ပြီးတော့မှဒါကစားတာဖြစ်နိုင်တယ်ဗျာ လောကကို spinning buffet ကကျွန်တော်ထင်ပါတော့တကယ်လို့ time fighter အနေနဲ့ဒီဒုတိယတစ်ခေါက်ဒီ spinning buffet မှာသူနဲ့ခေါင်းမငိုက်ဘူးဆိုတော့ဒီပဇက်လောက်ဒီ lebin လောက်တာထိသွားနိုင်ရရှိတယ်မလို့အတိအကျနဲ့သူကလေဒီငုတ်ပြီးတော့မှရှောင်တဲ့အချင်းရှိတော့ဒီ spinning buffet ကကွက်တိကြီးဒါမျက်နှာတက်တက်ကြီးကျွန်တော်ထိသွားရတယ်ပေါ့နော်ဟိုး right hook ဝင်ထားတယ်ဒီ right hook ကတော့အဲမူနဲ့တော့နည်းနည်းစင်မြတ်ကျဲတော့ဆိုဒီနောက်ထပ်တစ်ချက်ဝင်ထားတယ်နှစ်ချက်အဲ့တော့ ီ right ခုကပြောမယ်ဆိုတော့ဒီဝလုံးရှိရှိဒီအပြင့်လိုက်ဝင်တယ်ဘောနော်အဲ့တော့ထိခံရမယ်ဆိုတော့တိတ်မောက်ကျသွားနိုင်ခြင်းမရှိဘူးဗျအဲ့တော့အစောပိုင်းကျွန်တော်ဒါ twin ထက်တုံးသွားတဲ့ဒီ right ခုဆိုတော့ဒါ white ဘီနောဝင်တဲ့ right ခုဆိုတော့ဒါပြန်ဖက်လေးထိခံရမယ်ဆိုတော့ကျသွားနိုင်ခြင်းရှိတယ်ဘောနော်အဲ့တော့ဒီလက်တီထိုးတဲ့နေရာမှာလည်းကျွန်တော်ဒီအပြင့်လိုက်ဝင်တာနဲ့ဒီ white ဘီဝင်တာ white ဘီဝင်တာပို့ပြီးတော့မှဒါကြည့်ရတာတည်တက်မှုရှိတယ်လို့ဒီလို power bank ရရလေပို့ပြီးထိရောက်မှုရှိတယ်ဘောနော် ကဲနောက်ဆုံးအချစ်ဖြစ်တဲ့အတွက်ကြောင့်ဒါ Time Fighter ကလည်းကျွန်တော်လောကကိုဒီအခွင့်ရေးရှာပြီးတော့မှအဆုံးတက်မှကိုရမယ့်အနေထားမျိုးဖြစ်နေတယ်ဗောနော်။ဒါပေါ်ဒီ Kinder Right ကိုဝင်ထားတာလည်းကောင်းတယ်တစ်ခါကသူနင်းထက်လည်းကျွန်တော် Right ကိုပြန်ပြီးတော့မှအပခတ်ကိုဝင်နေတစ်ခါကလက်တီတော်တော်လေးမြင်နေကြဒါ Bouncing ကောင်းတယ်လို့ပြောနေကြကဲပွဲစဉ်ကတော့ပြီးသွားပြီဗျအဲ့တော့ပရိသတ်တွေနေနဲ့ရောကျွန်တော်တောင်ဒူးလင်းထိုင်ရဲ့စွမ်းဆောင်လေးနဲ့ပတ်သက်ပြီးတောင်ဒီမြို့ထင်းကြီးဦးစားချက်တွေရှိတယ်လေပေါ့နော် အဲ့တော့ကျွန်တော်ရင်မြင်ရတော့ twin tech ကဒါစမ်းဆောင်အရာပြောမစမ်းတာမဆိုးဘူးဒါ full up ဒါနည်းနည်းလေးဒီအဝင်ထွက်ကစားမယ်ဆိုတော့ဒါပုံပြီးတော့ကောင်းတယ်ပေါ့နော်အစောပိုင်းပြောတော့လို့ပဲဒီကျွန်တော်ဒီ right hook တစ်ချက်တည်းမှာဒီအပြန့်လိုက်ဝင်အောင်ပေါ့နော်ဒါ white တဲ့ပုံစံမျိုးနဲ့ဝင်မယ်ဆိုတော့ဒါပြန်ဖက်တယ်ကျွန်တော်ထိခိုင်ရမယ်ဆိုတော့ဒါကြာတော့နိုင်ရရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်30ချင်းနဲ့ပြပြအဲ့တော့ဒီရှိကကျွန်တော်ချီရှုသွားခဲ့တဲ့ဒီ creep pad နဲ့ဒါယခုကျွန်တော်ချီရှုခဲ့တဲ့ twin tech လို့ပြောစင်လို့ကျွန်တော်ချီရှုသွားပြီးတဲ့နောက်ပိုင်းမှာဆိုတော့ ။နောက်ဖိုက်တာနှုတ်စလုံးကသာလက်တီဘက်မှာကောင်းကြတယ်။နောက်ခရစ်ဖက်ကတော့မှလက်တီကပုံပြီးပါဝါရှိခဲ့လို့ဒါခန်းစားရတယ်ပေါ့နော်။အဲ့တော့ဒီ chicken chip ပိုင်းမှာလည်းခရစ်ဖက်ကလည်းတာနေတယ်။အဲ့တော့ဒါအနေထားကြည့်လိုက်မယ်ဆိုတော့ဒါ twin internet ရဲ့ခရစ်ဖက်2ရဲ့ပွဲစဉ်မှာဒါခရစ်ဖက်ကဒါအာတာချက်တွေပုံပြီးများနေလို့ဒါခန်းစားရတယ်ပေါ့နော်။အဲ့တော့ twin internet အနေနဲ့ကတော့ဒီပွဲစဉ်မှာပြောမယ်ဆိုရင်တော့ဒီသူ့ရဲ့ဒီတပ်ပေါက်ပိုင်းမှာတော့ဒါယခုကျွန်တော်ရှင်ပြန်ထုတ်တဲ့နေဒီ Thai Fighter လောက်ဒါဆိုနေမှုတော့မရှိခဲ့ဘူးဆိုပေမဲ့ ဒါပါဝါရပြောလို့ဒီ life ဖြစ်တာတကယ်ပြင်းခဲ့တယ်လို့ကျွန်တော်ပြောမယ်ပြဒီလိုတောင်မတွေ့နေတဲ့ဒီ place မှာဒါ spinning buffet ဒါပါဝါကြီးတဲ့ဒီပါဝါကြောင့်ပေါ့နော်ဒါအနိုင်ရရှိသွားခဲ့တယ်အဲ့တော့ဒီ creeper နဲ့ပွဲစဉ်မှာတော့ဒါ twinning tank နေနဲ့ဒါပွဲကိုအကောင်းဆုံးပုံစံမျိုးနဲ့ဒါချင်းကပ်သွားဖို့လိုအပ်တယ်ပေါ့နော်အဓိကအပြင်ကတော့ဒီ right hook left hook ဒီ range ချပြီးတော့မှ right hook left hook ဝင်လာတော့ဦး ျွန်တော်ဒီကတ်လုံအောင်ကပြီးတော့မှသွေးလင်းထက်နေနဲ့ရှင်ပြန်ကစားတော့ဖို့ရည်ကြည်တယ်အဲ့တော့ဒါကတော့နံပါတ်1အချက်ပေါ့နော်အဲ့တော့ဒုတိယအချက်နေနဲ့သွေးလင်းထက်နေတဲ့ဒီ look kit တွေကိုသတိထားရမယ်ပြပြအဓိကအဖြစ်ဒီ prepack ဆိုတဲ့ fighter ကဒါ chaining ကန်ချက်နဲ့ကျွန်တော်ဒါပြန်ဖက်တွေကိုဒါဖြိုတာမျိုးတွေကျွန်တော်မြင်တွေ့ခင်ရတယ်ပေါ့နော်အဲ့တော့ဒါကတော့ဒုတိယတစ်ချက်ပေါ့နော်အဲ့တော့ဒီတတိယတစ်ချက်ကတော့ဒီ clinch အနေထားကိုကျွန်တော်ပြီးခံလို့မရအောင်လား clinch အနေထားမှာက creep pack ကလည်းကျွန်တော် clinch မှာတော်တော်လေး တို့ဒါဒူးတိုက်နိုင်တဲ့အနေထားမျိုးလို့ပဲကျွန်တော်တွေးခင်းရတယ်ပေါ့နော်အဲ့တော့ဒီ clinic ကပြောရင်တွင်းလင်းထန်အတွက်အလောက်ဒီဒီစိုးရင်စရာမရှိဘူးဆိုပေမဲ့လည်းကျွန်တော်ဒီအမှတ်ပေးစီမင်းအရာဆိုရင်တော့ဒါဒါ clinic ကောင်းတဲ့ fighter ပို့ပြီးတော့မှဒါအမှန်ရနိုင်တယ်မွန်ဒီတို့ကြောင့်မို့လားဒီအပေါ်ဝေးကျွန်တော်ချပြီးတော့မှတွင်းထန်နေတဲ့လားရှင်ကစားစင်ကြီးနဲ့ဒါဖူဝတ်ကို ျွန်တော်တုံးပေးရမယ်ပေါ့နော်ဒီအဝင်ထွက်ပုံစံမျိုးဒီချက်လေးတွေကကစားစီချင်းနေပေါ့နော်အဲ့တော့1 2ကတော့ကြည့်ပြီးတော့မှဒါအခွင့်ရမှာဝင်ပေါ့နော်ဒီချက်နဲ့ဒါ look တွေကိုအဲ့လိုမျိုးပေါ့နော်ဒီ prepack လိုမျိုးကျွန်တော်တုံးပြီးတော့မှဒါအခွင့်ရရှာပြီးတော့မှတော့ပွဲကိုပပနဲ့နဲ့နဲ့ချင်းကက်သွားဖို့လိုရမြတ်ဒါဆိုင်ထူးပြန်ထူးတော့လုတ်လို့မရလို့ညဘာကြောင့်လဲဆိုတော့ဒါပါဝါကြီးမားတဲ့ဖိုင်တာဖြစ်တယ်မို့နော်နေအောင်စလုံးပါဝါကြီးတယ်ဒီတို့ကြောင့်မို့ဒါပရမချီတူလျာချီမန်တူလို့ ီပရမချီနဲ့ဒါဒုတိယချီအစပိုင်းလုံးမှာကျွန်တော်တယောက်ယောက်ကဒါလောပြီးတော့မှရှီတူကူကပ်ပြီးတော့ထိုးတက်သွားမယ်ဆိုတော့ဒါကြာသွားနိုင်ရှိတယ်မဟုတ်လားဒီတော့ကျွန်တော်လေးအောင်စလုံးတော့ကဒါအရေးကြီးတယ်ဒါစောပိုင်းချီဒီမှာကျွန်တော်ဒါလောလောကြီးဝင်လို့မရသေးဘူးပေါ့နော်ဒီချာလေးကျွန်တော်ချင်းကတ်တော်ဖို့အရေးကြီးတယ်အဲ့တော့နောက်ပိုင်းချီမှာမှဒါလုံးဝကျွန်တော်ဖိပြီးတော့မှဒါရှင်ပြန်ထိုးတက်သွားတင်နေလို့မြင်တယ်ပေါ့နော်အဲ့တော့ပရိသတ်တွေအနေနဲ့ရောကျွန်တော်ဒီလာမယ့်ဝေးစင်ပါပေါ့နော်ဒါဒီဖက်တာမူ ဒီ quick pump နဲ့ twinning traction တွေတောင်းလို့ပြည်စုံဒီကမှရရှိတော့မယ်ရရှိတယ်နော်ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့အောက်ကခုံးမှာလည်းပေါ်ရဆိုနေတော့ပြလို့ရပါတယ်အဲ့တော့ကျွန်တော်ရဲ့အမြင်ရကတော့ဒီလက်ရှိအနေထားရဆိုရင်ဒါတော်တော်လေးပြောရတာခက်တယ်ဒါ twinning tech ကလည်းတပွဲနဲ့တပွဲပေါ့နော်ဒါသူ့ရဲ့ဒီ pay ချင်းကပုံကဒါအနေငယ်လေးဒီပြောင်းလဲမှုလေးတွေရှိတယ်ပေါ့နော်ကျွန်တော်ရှိကမြင်တွေ့ခဲ့ရတဲ့ပွဲကဒါ full ကစားတယ်ပြန်ဖက်ကိုချိန်ကန်ချက်လေးတွေဒါပူပြီးတော့မှတုံးတာတွေ့တယ်เนาะအဲ့တော့ဒီပွဲစဉ်မှာကတော့ချိန်ချက်နည်းနည်းလေး short တုံးသွားတဲ့အပြင်ကမှ ဒါသူ့ရဲ့ကစားပုံရပုံဆို full ball တိတ်မရှိဘူးနည်းနည်းလေးဒီတည်ငြိမ်သွားခဲ့တယ်ပေါ့နော်အဲ့တော့ဒါဒီလာမယ့်ကျွန်တော်တို့တောက်ကြနေဂျွန်လာ73ရက်နေ့ညပွဲမှာတော့သူ့အနေနဲ့ဒါသူ့ရဲ့ဒီ game plan ပေါ့နော်ပြောမယ်ဆိုတော့ဒါဘယ်လိုမျိုးလာမလဲဆိုတာကျွန်တော်အနေနဲ့မသိရနေဘူးအဲ့တော့ဒီလက်ရှိကျွန်တော်ကြီးစုသွားခဲ့တဲ့ fighter နဲ့ဦးစင်းရဲ့ပွဲစဉ်အနေထားရဆိုတော့ဒါ time fighter ကဒါ twinning tag ကိုဒါအနိုင်ရယူသွားနိုင်တဲ့ဒီဆွမ်းဆောင်မှုတွေကိုကျွန်တော်တွေ့နေရတယ်နော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒါမြန်မာ fighter twinning tag အနေနဲ့ ဒီမလွယ်ကူတဲ့ပွဲစဉ်တပွဲလို့တော့မြင်နေမြတ်အဲတော့ပြည်သက်တွေရဲ့ဒါတင်မြင့်ချက်ကိုလည်းကျွန်တော်အခုခုမှမှာပြောဆိုသွားပြလို့ရတယ်ပေါ့နော်။ကဲအဆုံးထိကြီးကြီးကျပ်ပင်းနေတဲ့ပြည်သက်တို့အတယောက်ချင်းဆိုင်ကိုအထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်လာမယ့်နေ့ရက်တွေမှာတခြားတော့စိတ်ဝင်စားစရာပွဲစဉ်တွေနဲ့အတူဒါတရင်အကြောင်းအရာတွေနဲ့အတူပွဲချုံတုံးတက်ချက်တွေနဲ့အတူကျွန်တော်ပြန်မယ်ဆက်တွေ့ကြအောင်ပါ။